မင်္ဂလာပါရှင်ကျမကတော့ evening grade 8က016 UV ကရှင်းမဖြစ်ပါတယ်ဒီနေ့ကျမတိဆက်ပေးမှာကတော့ if မြန်မာ food culture a culinary journey through five iconic dishes ဆိုတဲ့ခေါင်းစဉ်နဲ့မြန်မာအစားအစာတွေဆွေးနွေးဖက်ကောင်းတဲ့ကမ္ဘာအကြောင်းပဲဖြစ်ပါတယ်ကဲမြန်မာအစားအစာတွေရဲ့ရည်ရတာနဲ့တမိုင်းကျောင်းတွေအကြောင်းကိုတူတူလေးလည်းကြည့်အောင်မြန်မာစားစာဆိုတာရာစုနှစ်ပေါင်းများစွာရှေးကျတဲ့တမိုင်းကြောင်းရှိပြီးတော့ကျမတို့ရဲ့အင်ဂျင်နိုင်ငံတွေတိုင်းဒေသမျိုးနွယ်စုတွေရင်းစေးမှုအမွေအနှစ်တွေလည်းပါဝင်နေပါတယ် မြန်မာလူမျိုးတွေဟာမိသားစုနဲ့စုပေါင်းစားတောက်ရတာကိုနှစ်သက်ပြီးအစားအစာကိုမျှဝေစားခြင်းဟာချစ်ခင်ရင်းနှီးမှုရဲ့စီးလုံးညှို့ချင်းရဲ့သင်္ကေတတစ်ခုပါပဲ။ပွဲလမ်းတပင်းနဲ့ခန္ဓာရီဆိုမှဆိုရင်လည်းစားစာဟာအရေးပါတဲ့နေရာနဲ့ပတ်ဝန်းကျင်ပါတယ်ရှင်။မြန်မာနိုင်ငံရဲ့နေရာတိုင်းမှာတွေ့ရပြီးမြန်မာတို့ရဲ့နေစဉ်ဘဝနဲ့အလှည့်မကင်းတဲ့နိုင်ငံစားရတဲ့တစ်ခုအဖြစ်လူသိများတဲ့ဆက်ဆက်တစ်ခုကိုပြောပါဆိုရင်ဘာဖြစ်မလဲဟုတ်ပါတယ်အဲ့ဒါကတော့ကျမတို့ရဲ့မောင်ငါပဲဖြစ်ပါတယ် ဒီမိုးရင်းကဟာမြမရိုးရဆားစာရီမှာနိုင်ငံ့စားပွဲအဖြစ်လူသိများပြီးသူ့ရဲ့တမိုင်းကြောင့်ဟာရာစုနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပါပြီ။ဘုံမောင်ခေတ်ကလေးရဆားစုဥပုံညာရင်းကလေးမှာမိုးဟင်းလိုပေါပေါက်ခဲ့ပြီးပြည်မျိုးဟောင်းတွေကရှာတွေ့ခဲ့တဲ့စံမုံနဲ့အချင်းပေါက်တဲ့ကိရိယာတွေကဆိုရင်မိုးရင်းကရဲ့မူလအစားဟာပိုးလို့အောင်ရှိချနိုင်သေးတယ်လို့ခမရစေပါတယ်။ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကနန်းရင်းဟင်းချက်နေစင်းနေမှာပါခဲ့ပါဦး။ဒါကြောင့်ဒေါက်တာခင်မောင်ညိုမပညာရှိတွေကတော့သူဟာအသားမရသားရီရဆဆာဖြစ်လို့ဘသူကမှ အရေးတယူမှတ်တမ်းပေးခဲ့တာဖြစ်နိုင်တယ်လို့ဆိုပါရယ်အထူးသဖြင့်ရေကောင်မောင်ငါဆိုတာမြို့ပြနဲ့အတူဖွေမျိုးလာတဲ့မောင်ငါပုံစံမှာမြန်မာနိုင်ငံကိုလိုနီခေတ်မှာရေကောင်မျိုးဟာကုန်သွယ်ရေးဗဟိုဇက်ဖြစ်လာတော့ဒေသခံဆက်စပ်တွေလည်းမြို့ပြနေထိုင်မှုပုံစံနဲ့အဝင်ကိစ္စဖြစ်အောင်ပြည်ပြည်မူမှန်ခံခဲ့ရပါတယ်ဒါကြောင့်အီယာဝင်မျိုးမကျုံးပေါ်ကတော့ချက်နဲ့ကွဲပြားတဲ့မျိုးဆက်လို့ခေါ်ရယ်ရေကောင်မောင်ငါရဲ့တိတ်သီးမှုနဲ့အရသာပြင်းထန်မှုမှာထူးခြားပါတယ် သူရဲ့အဓိကပါဝင်ပစ္စည်းကတော့မုတ်ဖက်ညက်ခေါက်ဆွဲနဲ့ငါးတို့ပါပဲ။ရေကမွေးငါးမှာဆိုရင်ငါခူကလေဘဲချန်ဆန်လော်မုတ်စပလင်ဂျင်းစက်တုံနီစက်တုံဖြူငနွင်းမုတ်ငံပြိုင်နဲ့ထညက်တို့ကိုအဓိကထားချက်ကြပါတယ်။မပြောဦးဘဲဦးပြောမိဘဲတော်နဲ့ငရုသီးကြောင်းတို့ကတော့မပါမဖြစ်တွဲပဲစားသုံးရတဲ့အလျံဟင်းတွေပေါ့။ချက်ပြုတ်တဲ့အခါမှာငါ့ကိုပြောအသားနွေကလေဘဲချန်ပြုတ်ပြီးစီးသက်ထားတဲ့ဟင်းကအမွေးဆိုင်နေနဲ့ဆန်လော်မုတ်ကိုငါပြုတ်ရင်းနဲ့ရောပြီးညှိပြပြလေးဖြစ်အောင်မှွေးချက်ရတာပါ။ ဝိုင်းကဟာနိုင်တနိုင်ငံလုံးမှာလူစိတ်များပေမဲ့ဒေသအလိုက်ချင်းင်းနဲ့အရသာကွဲပြားတယ်ကလည်းသူ့ရဲ့ဆက်ဆံမှုတစ်ခုပါ။ရောင်မြတ်မိုင်းကအသားငါးသားများများနဲ့ဟင်းရီကိုပိုပြီးပြည့်ချက်ပြီးတော့တာဝန်မိုင်းကပိုအစီပြန်အနှံ့ပြင်းပါတယ်။ဟင်းသရာကငါးအသားများပြီးအရောင်ရည်တယ်လို့မော်လမြိုင်ကငပိရဲ့အနံ့လေးတင်ပြီးချိုချိုလေးပါ။ကရင်မိုင်းကအဆက်ရသာပိုပြီးရှူတောင်းမိုင်းကပဲမော်နဲ့တင်ပါတယ်။ပင်လယ်ဇာပေါ်တဲ့ဘိတ်မှာဆိုရင်ရောပင်လယ်ငါးတွေကိုအဓိကထားပြီးချက်ကြတာ။ ဒီလိုအရသာရှိရဲ့မောင်ရင်ကကျမကြီးတွေလည်းကောင်းကျိုးတွေပေးစင်နိုင်ပါတယ်။ငါမှနှလုံးကျမကြီးတွေကိုကောင်းမွန်စေတဲ့ Omega 3 fatty acid တွေပါဝင်ပြီးငါပြောဥမာဆိုရင်လည်းအစာချေသင်္ချင်းတွေအရေးပါတဲ့အမြင့်ချက်တွေကျိုးရပါတယ်။ဒါပေမဲ့ပဲအစားအစာမစိုးလို့ပဲမောင်ရင်ကအလုံးစုံစားလုံးမှဆိုရင်သတိပြုစရာလေးရှိပါတယ်။ငါအများကြီးစားကြအောင်မာကျူရီအစိမ့်သိနိုင်ရမျိုးဒါမှမဟုတ်ငါနဲ့တမတဲ့လူတွေအတွက်ပြဿနာဖြစ်နိုင်တာမျိုးရှိပါတယ်။တချို့ဆိုင်တွေမှာ C စားနဲ့ မပြာရင်မမြတ်သုံးထားတာကြောင့်ကိုလေးစိန်တတားတမမဟုတ်သွေးတို့ဆောက်ကပ်ပြဿနာတွေဖြစ်နိုင်တာလို့ကိုလည်းသတိပြုသင့်ပါတယ်။ဒါကြောင့်ရဲသားရှိရဲ့မွင်းကောင်တိတိမြတ်သားစွာဆက်သုံးကြီးကသာအကောင်းဆုံးပါပဲ။ကဲမြမအစားအစာရောင်းထည့်ထူကြတဲ့ရဲသားတစ်ခုစီကျမတို့ဆက်သွားကြရအောင်ပါ။အဲ့ဒါကတော့လှပရဲ့ရောင်းနှင်းနေနဲ့ရှမ်းပြည်ငယ်ကမွင်းရင်ကျေးဇူးစားစားတစ်ခုဖြစ်တဲ့ရှမ်းခောက်ဆွဲဖြစ်ပါတယ်။ရှမ်းခောက်ဆွဲဟာချမ်းသာရင်းသားတို့ရဲ့ ရိုးရာဆားစာဖြစ်ပြီးရှမ်းပြည်နယ်ရဲ့ရင်ကျေးမှုဓလေ့တွေကိုထင်ဟပ်နေတဲ့ဟင်းပွဲတစ်ခုလို့ဆိုနိုင်ပါတယ်။သူ့ရဲ့သမိုင်းဆားဟာရှမ်းပြည်နယ်ကတောင်လူလယ်သမားတွေရဲ့အလုပ်သမားတွေအတွက်အစာပြေအားဖြည့်စာကနေပြီးတော့ဆက်တင်ခဲ့တာဖြစ်ပါတယ်။တောင်တန်းဒေသမှာနေထိုင်ကြတဲ့ရှမ်းတိုင်းသားတွေဟာမုတ်ဖက်ဆန်မုတ်ဂျင်းနဲ့ပဲပုတ်ပင်ငပီစားတဲ့ဒေတာထွက်ကုန်တွေကိုအများပြထုတ်လုပ်နိုင်တာကြောင့်မုတ်ဖက်ခြေခံပြီးချက်ပြုတ်တဲ့အဆောက်အအုံမျိုးဖြန့်တီးလာကြရတာကနေဒီရှင်းခောက်ဆွဲဟင်းနေရာတွေထွက်ပေါ်လာကြတာပဲဖြစ်ပါတယ် ဒီရောရှိနေနေထိုင်မှုပုံစံနဲ့သဘာဝစားတဲ့စားသောက်မှုပုံစံကိုပြသနေတဲ့ရှမ်းခေါဆွဲဟာတဖြည်းဖြည်းနဲ့ပဲကြီးလာပြီးယနေ့မှာတော့မြန်မာနိုင်ငံတဝန်းနဲ့နိုင်ငံပေါင်းများစွာမှာလည်းလူစိုက်များလာတာပဲဖြစ်ပါတယ်။ရှမ်းခေါဆွဲရဲ့အဓိကပါဝင်ပစ္စည်းတွေကတော့နူးညံ့တဲ့ခေါဆွဲပတ်အသားအများအပြည့်စက်တာမှမဟုတ်ဝတ္တာပဲငပိပဲပိစက်စီချက်ပဲဝင်ပေါင်းမုံကြီးချင်းမြေပဲစီချက်ကျက်တော်မျိုးစီကျနေနှမ်းတော့ပဲဖြစ်ပါတယ်ချက်ပြုတ်ပုံကတော့ပထမဆုံးအသားကိုပန်းကန်ပြရင်ခက်မုံလို့နေနေပြီ ပန်းကပီးနေရောကစီးသက်ချက်ရပါတယ်။ပြီးရင်ရင်ပြောထားတဲ့ခောက်ဆွဲဘက်ကိုပကံနေထည့်ပြီးအပေါ်ကနေချက်ထားတဲ့အသားပဲပြန်ပါမုံင်းချင်းစီးကြတဲ့နဲ့နှမ်းဖြူကတမရည်ညှစ်ပြီးသုံးဆောင်လိုက်ပါတယ်။လိုအပ်ရင်ဘေးကဟင်းချုပ်ဘူးဘူးလေးတွက်ဖက်ပေးပါတယ်။ရှမ်းခောက်ဆွဲဟာရှမ်းပြည်နယ်မှာဆိုရင်ခောက်ဆွဲကိုစီနယ်တုပ်ပြီးဟင်းချုပ်ကိုတိကျတွက်ဖက်လေးရှိပေမယ့်ရေကုန်မှာတော့ဟင်းချုပ်နဲ့တရက်ရုံတော့ပြီးတစ်ခါတည်းစားသုံးလို့ရအောင်မဆင်တာမျိုးလည်းရှိပါတယ်။ဒီလိုဒေသအလိုက်ကွဲပြားတဲ့ဆက်နီးတွေကသူ့ရဲ့အရသာစုံလင်မှုကိုပို့ဖို့ဆောင်ပေးနေကြပါပဲ။ ကျမရေးအတွက်ကြည့်မယ်ဆိုရင်ရှမ်းခေါက်ဆွဲဟာခေါက်ဆွဲဘက်ကနေကာဘိုဟိုက်ဒရိတ်ရရှိလို့ခန္ဓာကိုယ်ကိုအစွမ်းအင်ပေးပါတယ်။ခင်းသီးဟိရွက်တွေကနေလည်းဗီတာမင်နဲ့အမြင့်တက်တွေရရှိနိုင်ပါတယ်။ဒါပေမဲ့စီချက်နဲ့စီအီများရဲ့အသားတွေအများကြီးပါဝင်တဲ့အခါမှာတော့အကာဘိုဟိုက်ဒရိတ်နဲ့ကယ်လိုရီမြင့်မားနိုင်တာကြောင့်အလွန်ကျဆက်သုံးရင်ကိုယ်လေးစိတ်တက်နိုင်ပါတယ်။ဒါကြောင့်ဘယ်ဆက်ဆံမဆိုလို့ပဲတင်းတင်းမြတ်တော့ဆက်သုံးဖို့ကတော့အမြဲတမ်းရည်ကြီးပါတယ်ရှင်။ကဲ ြန်မာဆက်ဆက်ရေးမှာထူးခြားဆန့်ပြပြီးနိုင်ငံတကာကပါအသိမှတ်ပြုထားတဲ့မြန်မာတို့ရဲ့နှလုံးသားနဲ့ရည်စည်မှုတလူတွေမှာအမြင့်တွင်နေတဲ့ဟိမေတမျိုးစီကျမတို့ခီးဆက်ကြရအောင်။အဲ့ဒါကတော့စစ်ချင်းမြစ်တာရဲ့တင်ကြတဲ့ခုလိုဖြစ်လာတဲ့လက်ဖက်တုပ်ပဲဖြစ်ပါရဲ့ရှင်။လက်ဖက်စားသုံးတဲ့ဒိလိဟာမြန်မာနိုင်ငံမှာရှင်းနေပေါင်းများစွာတွေကရှိခဲ့တာဖြစ်ပြီး17ရာစုနဲ့ကုန်းပေါင်ခေတ်ကလေးကမှတ်တမ်းတွေမှာတွေ့ရှိခဲ့ရပါတယ်။ဟိုအောင်မလက်ဖက်ကိုဖျော်ရည်အဖြစ်မဟုတ်ပဲစားသုံးတဲ့ညီနက်အနေငယ်ရဲကတခုတည်းအဖြစ်မြန်မာလက်ဖက်တုပ်ကိုတတ်မှတ်နိုင်တာဟာအလင်းတန်ထူးကြပါတယ်။ ရှင်းပြပါမင်းများလက်ထက်မှာဆိုရင်လက်ဖက်ကိုကိုမြင့်လက်ဖက်ဟုခေါ်ဆိုခဲ့ကြပြီးတော့မင်းစစ်ပြော်တွေစွတ်ကြတဲ့အခါစစ်ပြန်တွေအောင်မဲခံတဲ့အခါဒုတကွစားသုံးတဲ့စားစာတခုအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ပိုပြီးစိတ်ဝင်စားစရာကောင်းတာကတော့ရှင်းမြမသမိုင်းမှာလက်ဖက်ဟာငင်းချမ်းရေးရဲ့တိကိတာတခုအဖြစ်အရေးပါခဲ့ရပါပဲ။ဆရာရုံမှာအမှုခင်းနေဖြစ်ရှင်းပြီးလို့ပြည့်လည်သွားတဲ့အခါအမှုတဲ့နှစ်ဖက်စလုံးကလက်ဖက်ကိုဒုတကွစားသုံးကြတဲ့ဒလိရှိခဲ့ပါတယ်။ဒါဟာနှစ်ဖက်ပြည့်လည်သွားပြီဆိုတဲ့သဘောကိုပြတ်တာပါ။ ပြောသမိုင်းကြောင်းတွေနဲ့ခြီးပြီးတော့လဖတ်တော့ဟာမြမဘွေလန်းတပင်ကြီးအဲ့ခံဘွေနဲ့မမမဖြစ်တဲ့စားစာတစ်ခုဖြစ်ရက်တည်နေပါတယ်။ဒီနေ့ခင်မှာဆိုရင်လဖတ်တော့စားမလားဆိုတဲ့စကားတခုံကတော့မြမလူမျိုးတွေအဲ့ခံမှုနဲ့ခြေချင်းမြတာဖိမတ်တစ်ခုဖြစ်လာပြီးမြမစားသုံးဖြိုရေးမှာအရေးပါတဲ့အခန်းကဏ္ဍတွေပါဝင်နေသေးပါပဲ။လဖတ်တော့ရဲ့အဓိကပါဝင်ပစ္စည်းတွေကိုကြည့်လိုက်ရင်တော့သူ့ရဲ့နာမည်အတိုင်းလဖတ်ဆိုပါပဲ။ဒါအပြင်ပဲကြော်စုံ ကျက်တုံဖြူစီချက်ကျက်တုံဒီပပလီထားတာနဲ့အရသာဖြစ်ဆက်ပုံမျိုးသီးစိမ်းဒါမှမဟုတ်အကျမ်းမုံငပြရေးစတမယာရေးစတာစတာတွေပါဝင်ပါတယ်အချို့ကတော့ခရမ်းကြည်သီးကောပြီးတော့အာလူကျော်ငချောက်ဒါမှမဟုတ်ပုံစံကြောက်စတာတွေကိုအပေါဆောင်ထည့်သွင်းခံလုံးကြပါတယ်လက်ဖက်ထုတ်ပြီးတော့ရတာတော့အင်မတန်ရိုးချင်းပါတယ်ပကံတစ်ခုထဲမှာလက်ဖက်ဆိုးပဲကြော်ဆိုးမြေပဲလောနှမ်းလောကျက်တုံဖြူစီချက်ကျက်တုံဒီပပလီထားတာကိုကိုအချို့ထပ်ထည့်ပါတယ် ပြီးတော့စားငပြရေးတမညာရေးအရသာပေါ့ငန်ညှိပြီးစက်နှစ်တက်ရငယ်ဒီစိန်သူမဟုတ်ညူပြီးအချမ်းမှုန့်ထဲ့ပြရလက်နဲ့သမအောင်ရုံးနေပြီးယုံပါပဲအားလုံးတသားလေးဖြစ်သွားအောင်နေပြီးသွားရင်တော့အရသာရှိရလက်ဖက်တော့တပွဲကိုရရှိပါပြီဒီလိုမြန်မာနိုင်ငံတဝန်းလုံးမှာလူကြိုက်များရဲ့လက်ဖက်တော့ဟာဒေသအလိုက်တူရဲ့ထူးခြားတဲ့ပုံစံလေးတွေရှိပါတယ်အထက်မြန်မာပြည်မှာဆိုရင်လက်ဖက်ကိုအလေးပေးပြီးပဲကြုံတဲ့အစားပါဝင်ပစ္စည်းတွေကိုတင့်တင့်မထဲသိမ်းလို့ရှိပါတယ် အောက်မိမာပြီမှာတော့ဘဲကျော်မင်းစုံကိုပုံပုံများပြားစွာထည့်သိမ်းပြီးတော့အချွတ်နေရာမှာမပြီးရအနေကကိုပါအရသာတစ်ထည်ဝင်ရှိပါတယ်။ရန်ကုန်ပုံစံမှာဆိုရင်အရသာပုတ်ပြေဆုံးပြီးအရောင်လောက်ဖန်တီးတက်ကငရုပ်စီနဲ့တက်တုံကျော်တုံးမှုများပြီးတော့ခရမ်းစီသေးနဲ့ပေါင်းဆက်တက်ပါတယ်။မန္တလေးပုံစံကတော့ညိုသီးအစိမ်းနေပညာအလွန်ထက်တက်ပြီးတော့လက်ဖက်ကိုနည်းနည်းခက်ဆက်ဆက်ခက်ဆာဆာနဲ့ရရတာရွေးထားတတ်ပါတယ်။ရှမ်းပြည်နယ်ဘက်မှာဆိုရင်တော့လက်ဖက်ကိုစီကြက်နဲ့ပုံမှန်နဲ့ထားပြီးပဲအမျိုးစားရည်နဲ့ထူးခြားတဲ့တရေစာအဖြစ်စားသုံးတာလည်းရှိပါတယ်။ သူကလည်းခြိုက်ထားတဲ့ဖက်ကိုပိုအားတန်တာကြောင့်အချင်းနဲ့ဆက်ကိုကျင်းနှင်းထားတတ်ပြီးစားနဲ့စီပဲသုံးတတ်ပါတယ်။ဒီလိုဒေတာအလိုက်ခွဲပြတဲ့ပုံစံနဲ့လဖက်တော့ရဲ့ရတာဆုံးလင်မှုကိုပူပူဖောင်းဆောင်ပေးနေတာပဲဖြစ်ပါတယ်ရှင်။လဖက်တော့ဟာရတာရှိရဲ့အပြင်ဇမ်းမကြီးတွေလည်းကောင်းကျိုးချိုးပေးဆက်နိုင်ပါတယ်။ဒါမဲ့ဘယ်စားစားမစလို့ပဲလုံညွှန်စားသောညီချားမှရှိပါတယ်။ဇမ်းမကြီးကောင်းကျိုးများအဒီအက်ဆီဒန့် တတို့စံကျင်ပစ္စည်းများနှစ်ဖက်ရက်မှာခရီကင်းစ်နဲ့ပိုလီဖီနိုလ်မျိုးအန်တီအောက်ဆီဒန့်တွေကျဝတ်စွာပါဝင်တာကြောင့်ဆဲပစ္စည်းမျိုးဝဝယ်ပေးပြီးတော့ခန္ဓာကိုယ်အိုမင်းရင်ရောမှုကိုရှင်းထုတ်ကြပေးနိုင်ပါတယ်နှလုံးသားမှာအချို့သောအဆီဂျင်ချက်တွေမှုကိုရှင်းချပြီးနှလုံးသားမှာရောထောက်ကူပေးနိုင်ပါတယ်ပရိုတင်းအဟာရပါဝင်တဲ့ပဲမျိုးမျိုးမြေပဲကျော်ပဲကျော်စုံကနေခန္ဓာကိုယ်အတွက်လိုအပ်တဲ့ပရိုတင်းတနက်အိုမီဂါ3ဖက်တီအက်ဆစ်တွေကိုရရှိနိုင်ပါတယ်ဦးလန်းစားသမားရဲ့လဘချုံမှဝင်ပြည့်မှုကို တင်းကြီးစီပြီးဦးလန်းဆောင်တန်းစီမှုမှာကုန်နေတဲ့ဘောရတဲ့ပါဝင်ပါတယ်။အလုံးစုံစားသုံးဖြစ်နိုင်တဲ့ဆိုချိုများကဖိန်းတက်ကဖိန်းရမှာကဖိန်းပါဝင်တာကြောင့်များသောအလုံးစုံစားသုံးရင်အိပ်မပြောခြင်းနှုတ်ခွန်မြင်ခြင်းမျိုးဖြစ်နိုင်ပါတယ်။စီတက်များခြင်းတစ်ဖက်တော့မှာစက်တုံကြောမြေပဲစီကြံရုပ်စီစားတဲ့စီကြောပစ္စည်းများစွာပါဝင်တတ်တာကြောင့်အလုံးစုံစားသုံးရင်ကိုလက်စထရောမြင့်တက်ခြင်းသွေးတော်ခြင်းနဲ့အဝါလွန်ခြင်းမျိုးကိုဖြစ်နိုင်ပါတယ်။စားတဲ့များခြင်း အချို့ကဖတ်တုတ်တွေမှာစားငံပြရေးပဲမောင်စားတွေရောမဆိုဒီယမ်များစွာပါဝင်တဲ့တာကြောင့်အလုံးစုံစားသုံးရင်ဒေတော့ဇင်းနဲ့စက်ကဆိုင်ရဲ့ပြဿနာများဖြစ်နိုင်ပါတယ်။အစာမကြေခြင်း၊ငချောက်အလူကျော်ဆိုင်ရဲ့အကျုံးတော်တွေအများကြီးစားရင်အစာမကြေခြင်း၊တဲ့အိမ်လုံးများစွာဖြစ်နိုင်ပါတယ်။ဘက်တီးရီးယားပိုးဆန့်ထားသောလက်ဖက်ကဖီမီနယ်ဖြစ်တာကြောင့်မမှန်ကန်တဲ့ပုံစံတွေထုတ်လို့လို့ရှိရင်ဘက်တီးရီးယားပိုးပါဝင်နိုင်ပြီးတော့အစာအိမ်ကဥရန်ဆောင်ပြဿနာတွေဖြစ်နိုင်ပါတယ်။ဇန်ဘူးတဲ့ ရဖိုက်တော့ကိုကျမရဲ့ကောင်းကျိုးရည်ရှိစေရန်အတွက်တော့အသင်းသေးစားသုံးပြီးတော့စီစားအချုံမုံတို့ကိုရှော့ပြီးပြင်ထားတဲ့ရဖိုက်တော့တွေကိုရွေးချယ်ရွေးချယ်စားသုံးနေပါတယ်ငါဘာဟာမြန်မာဆားဆာရီရဲ့မှာကျမကြီးအတွက်ပုံမိုသိညော်ပြီးတော့အရသာလည်းရှိရဟင်ပွဲတစ်ခုဖြစ်ပါတယ်။မြန်မာနိုင်ငံဟာမြေဆောင်အင်းရိုင်ပေါ်မြားပြီးတော့ငါဘက်လုပ်ငန်းတွေဖွံ့ဖြိုးတဲ့ဒေသဖြစ်တာကြောင့်ငါအမျိုးမျိုးကိုချက်ပြောက်စားသုံးခဲ့ရနေပြီးတော့ငါပေါင်းနည်းအားလည်းရှေးရခင်းနဲ့ပေါပေါက်ခက်လာခဲ့တယ်လို့ယူဆနိုင်ပါတယ်။ပေါင်အိုရေရင်းငွေနဲ့ချက်ပြုတ်ခဲ့တဲ့နည်းနဲ့ရှေးကလေးကသုံးမျိုးရဲ့ရိုးရဲ့ချက်ပြုတ်လေးတစ်မျိုးလည်းဖြစ်ပါတယ်။ ရှင်းမြန်မာနိုင်ငံတော်မှာဗမာမွန်ရှန်စားတဲ့တိုင်းရင်းသားတွေရဲ့ရှင်ရှင်ရောရောမှုကြောင့်ဒီဟင်းလျာမြပြစွာဖန်နီးလာခဲ့ရမှာငါးပေါင်းလဲအဲ့ဒီတွေကတမျိုးဖြစ်လာပါတယ်။ထုံးစံအရာရှင်းမွန်ဒေသများမှာအနည်းအစီတမျိုးအဖြစ်ပြုလုပ်တတ်ကြပြီးတော့ဘရင်များတန်ခါများအတွက် ကတ်တဲ့ဗမာအနေနဲ့အတူစားတောက်တတ်ကြပါတယ်။အဲ့ခံပွဲတွေမှာလည်းအရသာပြည်စုံတဲ့ဟင်းလျာတစ်ခုအဖြစ်ငါးပေါင်းကိုထည့်သိမ်းသုံးပြုခဲ့ကြပါတယ်။နောက်ပိုင်းမှာလူနေထိုင်မှုပုံစံတွေပြောင်းလဲလာပြီးတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ဆက်စားရည်ကိုမှုရွေးချယ်ဆောင်းလာကြတဲ့အခါမှာစီစိတ်နေပြီးတော့ပရိုတိန်းဓာတ်များရဲ့ငါးပါးဟာပိုပြီးလူသိများလာခဲ့ပါတယ်။ဒါကြောင့်ငါးပါးဟာမြမရိုးရိုက်ချက်ပြုတ်နီးကနေဆင်းသက်လာပြီးတော့ခင်းနဲ့အညီကျန်းမာရေးအမြင်နေမြင်မလာတဲ့အခါပေါ်ပေါ်ထင်ရှားလာတဲ့ဖြစ်ပွဲတစ်ခုအဖြစ်ဖြစ်တည်နေပါတယ်ရှင်။ဒီကပါဝင်ပြီးစီမြငါအသားများရဲ့ငါမျိုးစုံဥပမာငါဖဲငါချင်းငါတဲ့ငရက်ခက်မွေးစိန်များ ချက်တော်နီဂျင်းဇဗလေခယုတ်သီးစိတ်နနပင်တမယာတိရတဖြစ်ဆိုရင်ငပြရေးစားစီနင်းငယ်တို့ပါပါပါချက်ပြုတ်နေရတော့အဓိကအစီအနေပဲပြောပြပေးပါပါမယ်ငါတော့ချက်ပြုတ်ရတော့အင်မတန်ရိုးရှိပါတယ်အစင်တေငါပြင်ဆင်ခြင်းငါ့ကိုတက်စီရင်ပြီးတော့စားဆန်ွေးမုံနဲ့နာယီဝက်ခတ်နှက်ထားပါအစင်နေငှဲ့ဘမွေးကြိုင်မြပြင်ဆင်ခြင်းချက်တော်နေဂျင်းဇဗလေရုပ်သီးစိတ်နှုတ်ကိုပပလီး ဒါမှမဟုတ်ထောင်ထောင်ထားပါအစဉ်ဆုံးပေါင်းရံစီစဉ်ခြင်းပေါင်းမဲ့ပကံတွေကိုလှိထားတဲ့ကြက်တော်နီးဂျင်ဇက်ဘလင်းတို့ကိုအောက်ခံအပြည့်ခင်းပါအဲရတာနေထားတဲ့ငါးကိုတင်ပြီးတော့အပေါ်ကနေဂျန်နဲ့ဟင်းကအမွေးဆိုင်နေနဲ့နန်နန်ဘင်းတို့ဖြူပေးပါအစဉ်လေးပေါင်းခြင်းယေစုနေတဲ့ပေါင်းဖို့ပေါ်မှာပြင်ဆင်ထားတယ်ငါးပကံကိုတင်ပြီးတော့ငါးစက်တဲ့အထိမိနစ်30မှ30အခန်းပေါင်းပေးရပါမယ်။ဒီစနစ်ကိုရမှုများငါးပေါင်းဟာမြန်မာနိုင်ငံတဝင်းမှာတွေ့ရပြီမယ်။ ဒေသအလိုက်သူ့ရဲ့အရသာနဲ့ပုံစံလေးကိုနည်းငယ်ကိုပြနိုင်ပါတယ်။ရန်ကုန်မုံစံရှင်းရှင်းလင်းလင်းထပ်ပြုတ်ပြီးပဲမုံနေနဲ့ငရုတ်စီကျက်တုံကျော်ခရမ်းကျင်လေးကိုအသုံးပြုရချင်းတဲ့ဒေသနဲ့အရသာကိုဦးစားပေးပါတယ်။မန္တလေးပုံစံပဲမုံနဲ့ခရမ်းကျင်လေးကိုမြတ်တော်စာချက်ပြီးချူချဲတဲ့အနေနဲ့ချင်းချင်းဆက်ဆက်အရသာမျိုးဖြစ်တတ်ပါတယ်။ရှမ်းပုံစံနနဘေးကျက်တုံရွယ်စားရတဲ့တဘာဝအနံ့ပေးတဲ့အရာရင်းနဲ့ဆက်ဆက်ပြီးတမယာမတုံးမဲ့ခက်ဆက်ဆက်နဲ့တဘာဝအနံ့ကြံနေတဲ့သုံးတတ်ပါတယ်။တောင်ကြီးဒါမှမဟုတ်ကရဒေတာ ငရုတ်ဆက်ပြင်းပြင်းနဲ့တောမှုချောင်းလှိုင်စားတဲ့ရေသားထွက်ပင်စရာများနဲ့စက်ဖက်ထားတာများပြီးတော့ခက်ဆက်ဆက်နဲ့ခက်ရှင်းရှင်းပုံစံဖြစ်တတ်ပါတယ်။အရာဝေးပုံစံတခြားဒေသတွေနဲ့မတူဘဲနဲ့အနှင်းငယ်အုံတို့ထည့်သုံးပြီးတော့ပဲမုံနေနေနဲ့အနှင်းငယ်ချိုးချိုးငငယ်ဖြစ်အောင်လုပ်တတ်ပါတယ်။ငါးပါးဟာစမိုင်းနဲ့ညီညွတ်တဲ့ဆက်စားရည်မှာပါဝင်ပါတယ်။ဒါမဲ့ဘယ်စားစားမစိုးလို့ပဲလုံးလုံးစားသုံးနေတခြားအမှားတွေရှိပါတယ်။ဒီစမိုင်းကောင်းဆိုများပရိုတင်းနဲ့မြေမာစင်ငါးမှာခနာကိုအတက်လိုအပ်တဲ့ င်းပရိုတင်းဓာတ်ကိုအပြည့်အဝရရှိစေပြီးတော့ကျွတ်သားဖွံ့ဖြိုးမှုနဲ့ကိုရင်းလုံဆောင်မှုတွေအတွက်အထောက်အကူပေးပါတယ်။စီမပါဝင်ခြင်းဒါမှမဟုတ်ကဲလိုရင်းနေခြင်းရေတွင်းငွေနဲ့ပေါင်းထားတာကြောင့်စီနေနေနဲ့တော့လုံးဝမပါဝင်မဲ့ကဲလိုရင်းနေပါတယ်။ဒါကြောင့်ကိုလေးစိန်ထင်းသိမ်းလိုသူတွေစီချိုသမားတွေနဲ့ကျမရဆသူတွေအတွက်ထူးသင့်နေရပါတယ်။ Omega 3 fatty acid ငါးမှပါဝင်တဲ့ Omega 3 fatty acid ကနှုတ်ကျမရကိုကောင်းမွန်စေပြီးဦးနှောက်ဖွံ့ဖြိုးမှုကိုထောက်ကူပေးပါတယ်။ Antioxidant ငါနဲ့ဟင်္ကဲမွေးဆိုင်အချို့မှာအဲ့ဒီအားစတဲ့နဲ့ပါဝင်ပြီးတော့ခနာကိုအတွင်းအိုမင်းရောတာနဲ့ယောဂဖြစ်စေနိုင်တဲ့အရာတွေကိုတိုက်ဖျက်ပေးနိုင်ပါတယ်။လွန်ကျူစားတော့ဖြစ်နိုင်တဲ့ဆိုချိုများမာဂျူရီတက်ငါအမျိုးအစားအချို့မှာမာဂျူရီတက်အနေနဲ့ပါဝင်နိုင်တာကြောင့်လွန်ကျူစားတော့ရင်မာဂျူရီ poisoning ဖြစ်နိုင်ပါတယ်။ဒါကြောင့်ငါမျိုးအစားစုံအောင်စားသုံးမှုလိုပါတယ်။စားတဲ့များခြင်းငါးပေါင်းမှာ ခင်ခက်အမွေမွေးကြိုင်များဥပမာစားငံပြရည်အလုံးကျိုးပါဝင်ခဲ့မယ်ဆိုရင်ရောတွေးတိုးခြင်းစက်ခက်ပီစီမှုနဲ့စက်ကဆိုင်ရဲ့ပြဿနာတွေဖြစ်နိုင်တာကိုလည်းသတိပြုသင့်ပါတယ်အစာမကြေခြင်းအချို့သောအင်္ဂအမွေးဆိုင်များသို့မဟုတ်အပိုးဆောင်များအများကြီးစားသုံးမိပါကအစာမကြေခြင်းဖြစ်နိုင်ပါတယ်အကြံပြုချက်ငါးပေါင်းကိုကျန်းမာရေးကဂျုံများရရှိစေရန်လည်းမျှတရဲပမာဏစာဒါစားသုံးသင့်ပြီးရောစားငံပြရည်ကိုအသေးစားသုံးပြုသင့်ပါတယ်အွန်တမီဟာမြန်မာဆက်ဆက်ရေးမှာ ငွေးဆိုင်နဲ့ရန်နံနဲ့အေးရတာကြောင့်လူကြိုက်များပြီးရောပွဲသားတပင်းတွေထဲမှာအထူးအလေးထားစားသုံးကြရတဲ့ဟင်းပွက်တစ်မျိုးဖြစ်ပါတယ်။အုံနုနဲ့ချက်ထားတဲ့ထမင်းဖြစ်ပြီးရောအရှိတောင်အရှာဒေတာအဝမ်းမှာတွေ့ရတဲ့အဆအဆရင်ကျေးမှုတွေနဲ့ဆက်ဆက်နေပါတယ်။အော်တိုမင်းရဲ့မူလအဆအော်ဒီကြကြပြောဝခခဲပေးမယ်မြန်မာနိုင်ငံမှာအုံမိတ်ပေါ်များရတဲ့အရာရင်းရောခြင်းပေါ်ဒေတာနဲ့ကာယုံတဲ့ဒေတာတွေအရာရီတိုင်းတင်းနာရီရခိုင်မွန်တိုင်းဒေတာများမှာအုံဒီကိုအဆအဆရထည့်သွင်းချက်ပြုတ်တဲ့ဒလိကနဲ့စတင်ခဲ့တယ်လို့ယူဆနိုင်ပါတယ်။ အုံးတို့ရဲ့တဘာဝချိုးဆိုင်မီမွေရဲ့အရတာကိုထမင်းနဲ့ပေါက်ဆက်လိုက်တဲ့အခါထူးခြားတဲ့ဟင်းပွဲတစ်ခုဖြစ်လာခဲ့တာပါရှေးရခင်တွေကမြန်မာလူမျိုးတွေဟာပွဲလန်းတဲ့ပင်နဲ့လူတန်းတွေဘာသာရေးပွဲတော်တွေအထူးသဖြင့်မင်္ဂလာဆောင်ပွဲတွေဖုန်းကြောင်းလူတွေမှာအုံးထမင်းကိုအထူးသဖြင့်ချက်ပြုတ်ပြီးအခန့်ကျင်းမင်းတွေလည်းရှိခဲ့ပါတယ်အုံးထမင်းဟာတာမနေစင်စားတော့နဲ့ထမင်းထက်အချိန်ယူပြီးတော့ဂရုတစိုက်ချက်ပြုတ်ရတာကြောင့်ဧည့်သည်ပေါ်ထားရှိတဲ့လေးစားမှုနဲ့တရမုန်းထမှုတွေပြသရရောက်ပါတယ် ရန်ကုန်မင်းကြီးကဲ့သို့သောမြို့ပြဒေသများတွင်လည်းစားသုံးသူအလိုက်ပြင်းစင်ပြီးအုံတို့ထမင်းကိုခင်မီဟင်းတရာတစ်ခုအဖြစ်မြင်နေကြပါတယ်။ယနေ့ခေတ်မှာအော်တိုမေတော်စတိုင်မီဆက်မြုပ်ထားသောရှယ်လာမုံဆိုင်များမှာလည်းတွေ့နိုင်ပါတယ်။ဒါကြောင့်အော်တိုမေယာမြန်မာရိုးရာအဆက်ဆက်တွေမှာမှွေးကျက်နေရတာနဲ့မြန်မာလူမျိုးတွေရဲ့အဝေးကြီးတဲ့ပွဲလမ်းသဘင်ရင်ကျေးမှုကိုထိခိုက်စေတဲ့ဟင်းပွဲတစ်ခုဖြစ်တည်ရှိနေပါတယ်ရှင်။အဓိကပါဝင်ပစ္စည်းများဆန် ုံတို့အုံးစီဒါမှမဟုတ်စီဒါမှမဟုတ်ထောပတ်အနေငယ်နှိမ့်ချပစ္စည်းများစာစာအနေငယ်ချက်သွန်လေးအနေငယ်ထောင်ပြီးတော့ကြော်ပြီးတော့ဂျင်းကိုပပလေးဒါမှမဟုတ်ထောင်ထားနိုင်ပါတယ်အပိုးဆောင်များနက်နက်ပင်မူလာဥပြဒါမှမဟုတ်အနီနဲ့ငွေသီး၆ကျော်ရေအဲ့ဒါတွေကတော့မထည့်လဲရပါရဲ့ရှင့်နှစ်ချက်ပြုံလေးအဓိကအဆင့်များ အထမင်းချက်ပြောရတော့ရရှိမိမယ်ထမင်းနူးဥပီမွေးဆိုင်အောင်ယူရဆိုင်ချက်ရပါတယ်အစင်တေးဆံမြည်စီချင်းဆံကိုရေစင်အောင်စေးကြောပြီးခဏစိန်ထားပါအဲ့လိုလုပ်တာကထမင်းကိုပို့ပြီးနူးဤစေပါတယ်အစင်နဲ့စီတတ်ချင်းထမင်းချက်မဲ့အိုးထဲမှာစီဒါမှမဟုတ်ချောပဲအနေငယ်ထည့်ပြီးဘာဘာလှထားရဲ့ကျက်တုံနီးဒါမှမဟုတ်ကျက်တုံဖြူနဲ့ဂျင်းနှေးကိုမွေးလောင်စီတတ်ပေးပါအစင်သုံးထမင်းချက်ချင်းစီတတ်ထားတဲ့ဆံနဲ့ကို အုံးတို့စားထည့်စီရင်တော့စားအနိုင်ငယ်ထည့်ပြီးတော့ရေအစိုးစားမကအောင်ထည့်ပြီးတော့ထမင်းပုံမှန်ချက်တလို့ပဲချက်ပေးရပါမယ်။အုံးတို့နဲ့ရေကိုနှစ်အချိုးတက်အစင်လေးတီးခင်းခြင်း။ထမင်းချက်ပြီးရေခန့်သွားတဲ့အခါမွေးဆိုင်တဲ့အုတ်ထမင်းကိုစစ်သားပေါင်းစစ်သားဟင်း၅ကြော်အသီးရွက်တုတ်တင်နဲ့တွဲဖက်စားသုံးနိုင်ပါတယ်။ဒေတာအလိုက်ွယ်ပြရမှုများ အော်တိုမေဟာမြန်မာနိုင်ငံတဝင်းလုံးမှာတွေ့ရပေမဲ့ဒေတာအလိုက်သူ့ရဲ့အရသာနဲ့ပုံစံလေးအနေငယ်ကိုပြနိုင်ပါတယ်။မြန်မာဂျွမ်မွန်ဒေတာနဲ့ကယွန်းရဲဒေတာ၊ EARI ၊တင်းလာရီ၊ရခိုင်မွန်။အုံတို့ပုံပုံပြပြဆက်သုံးသုံးပြပြီးတော့ပုံပုံစိတ်ကအုံနဲ့အသည်ပုံသိစေပါတယ်။ဒေတာထွက်အုံဒီအသည်ကိုညှစ်ပြီးတော့ချက်တာမျိုးများပါတယ်။တင်းလာရီဘက်မှာငပီငါ၆မပြတ်ထိစားကြပြီးတော့ မယုတ်ဆက်ကြဒါမှမဟုတ်တော့မွေးအလဲပြောင်းမြောက်တော့မြူးကျဲပါတယ်။ရခိုင်ဘက်မှာတော်တော်ဆက်ဆက်ချက်တက်ပြီးတော့အုံးစီကောင်းများငယုံမှုံကျွတ်ကျွတ်နဲ့ပေါင်းဆက်သုံးပြီးတက်ပါတယ်။မြို့ပြဒေသများရန်ကုန်မန္တလေးအများအပြည့်ပွဲတဲ့သပင်များဒါမှမဟုတ်မြန်ဆာအပြည့်ကျသားဟင်ဒါမှမဟုတ်ကျသားပေါင်းနဲ့တွဲပတ်စားသုံးကြပြီးတော့အုံးတို့စိတ်နဲ့ကိုတိနေစွာထည့်သွင်းနေရှိပါတယ်။တခါတလေအုံထမင်းကျော်စနေဖြစ် မွေးငါထမင်းလိုမျိုးချက်ပြုတ်ပြီးတော့ဇသားကျော်အတုပ်မျိုးစုံနဲ့လဲစားလိမ့်ရှိပါတယ်အချိုပွဲပုံစံချိုဒေတာတွေမှာအုံထမင်းကိုဟင်းရည်နဲ့တစ်ဖက်စားလုံးကြည့်အပြည့်အချိုပွဲပုံစံမျိုးဥပမာဒီဒီကိုအုံဒီမုံနုနဲ့ဖြူပြီးတော့ဆက်သုံးတာမျိုးလည်းရှိပါတယ်ကျမရေကောင်းကျုံများကျမတော့အစီအုံနိုးနဲ့အုံစီမှာ MCD လို့မျိုးကျမရဲ့အစီရေပါဝင်တာကြောင့်စွမ်းအင်ပြေဝစေပြီးတော့ သွေးချိုထိန်ကြီးမှုကိုကုသနိုင်ပါတယ်။ကိုခံအားမြင့်တယ်ကြည့်အုံတို့မှာ lauric acid ပါဝင်တာကြောင့်ကိုခံအားစနစ်ကိုမြင့်တယ်ပြီးနိုင်ပြီးတော့ bacteria နဲ့ virus ကိုတိုက်ထုတ်ရမှာထောက်ကူပြုနိုင်ပါတယ်။ antioxidant ဗီတာမင် E နဲ့အခြား antioxidant ပါဝင်တာကြောင့်ဆဲပျက်စီးမှုကိုကွယ်ပြီးတော့ကိုခံအုံမင်းရည်ရောမှုကိုရွှေ့ချကြပေးနိုင်ပါတယ်။ဆွမ်းအင်သမင်ကရရှိတဲ့ကာဗွန်ဟိုက်ဒရိတ်ကတော့ခန္ဓာကိုယ်တက်ဆန်းအင်ကိုဖြစ်စေဖြစ်ပေါ်စေပါတယ် ။ဦးလန်းကျောက်ကျမကြီးအချို့သောအုံတို့ပောင်းပစ္စည်းများကဦးလန်းကျောက်ကျမကြီးကိုကူညီပေးနိုင်ပါတယ်။သွေးလက်ပတ်မှုငရုတ်စီထည့်လို့ရှိရင်လည်းသွေးလက်ပတ်မှုကိုကောင်းစေနိုင်ပါတယ်။အလွန်ကြိုးစားသုံးရင်ဖြစ်နိုင်တဲ့စုစုများ။မြပြရဲ့အစီအကအုံတို့နဲ့အုတ်စီမှာပြေဝစီများပြစွာပါဝင်တဲ့အတွက်အလွန်ကြိုးစားသုံးလို့ရှိရင်ကိုလက်စထရောမြင့်တက်ခြင်းနှလုံးသွေးကြောဆိုင်ရာနှလုံးရောဂါများ ဖြစ်ပွားနိုင်ခြေကိုတုံ့ပြန်စေပါတယ်။ ိုလေးချိန်တချင်အုံထမင်းမှာကယ်လိုရီမြင့်မားတာကြောင့်မမြတ်တာပဲအလွန်ကျိုစားသုံးမှာကဝါအဝလွန်စေဖြစ်နိုင်ပါတယ်။စားတတ်များခြင်းအချို့ချက်နည်းများတွေစားနှင့်ကြက်သုံးပြူကြော်စီများများနဲ့ကြော်ထားတဲ့ကြက်သုံးပြူကြော်ပေါ့နော်အဲ့ရများပြားစွာသုံးသုံးသုံးပြတတ်တာကြောင့်သွေးတိုးခြင်းနဲ့ကြောက်ခွက်အလုံးချွတ်တဲ့ခြင်းဖြစ်နိုင်ပါတယ်။အစာအိမ်နာဒါမှမဟုတ်အစာမကြေခြင်းအရှင်းတ်များ ပါရဲ့အဖျော်ရည်တွေဥပမာတမယာရည်အလွန်ထဲသေးစားသုံးမိပါကအစာရင်များဒါမှမဟုတ်အစာကြင်မြင့်ကြီးဖြစ်နိုင်ပါတယ်။ဂျန်ပြူချက်အော်တိုမီယိုဇမရဲ့ကောင်းကျိုးများရရှိရန်အတွက်စိုက်လို့အရင်စိုက်လို့ရှိရင်တစ်ပတ်နှစ်ကြိမ်သုံးကြိမ်ခန့်မျက်တာရဲ့ပမာဏနဲ့သာစားသုံးရန်ကြံမိပါတယ်။ချက်တုံကျော်နဲ့အုံကြီးကိုအလွန်ကြုံမထည့်ပဲနဲ့အရင်ဟေးအဖြစ်ချက်သားပြုတ် ငါဟင်းစားတဲ့အစီအတက်နယ်တဲ့ဟင်းညာတွေတစ်ဖက်ဆောက်သုံးနေပါတယ်။ကဲဒီနေ့ကျမတို့ကတော့မြမအစားစားကဘာတွေကိုခဏတခီးတော့ခေစားပြပါပြီ။မြမဆက်စားဟာတကယ်ပဲအရသာဆုံးနေပြီးတော့မြမရင်ကျေမှုနေရတာကိုအပြေဝထင်းဟန်စေခဲ့ပါတယ်။နိုင်ငံလုံးမှာရှိတဲ့ဒေသအလိုက်ကွဲပြားရဲ့ချက်ပြုတ်နေတဲ့အရသာတွေကမြမအစားစားကိုပို့ပြီးစိတ်ဝင်စားဖို့ကောင်းစေပြီးတော့ဗန်နီယာရဲ့သူ့ရဲ့ကိုပိုင်ဟန်ပန်လေးတွေနဲ့ဆက်ဆံမှုရှိနေအောင်တွေ့ရပါတယ်။ ရေးတည်ဆက်ခဲ့တဲ့မောဟင်းကရှမ်းခေါက်ဆွဲလက်ဖက်သုံး၅ပေါင်အုံထမင်းစတဲ့စားစာတွေအလုံးဟာသူတို့ရဲ့ကိုယ်ပိုင်သမိုင်းကြောင်းဆက်ပြုတ်နီးနဲ့အရသာတွေအပြင်ကျမ်းမာရေးကျိုးစိုးတွေလည်းရှိနေတာကိုတွေ့ခဲ့ရပါတယ်။ဒါပေမဲ့မိသည့်စားစာမဆိုလို့ကျမ်းမာရေးကောင်းကျိုးများရှိတော်လဲအလုံးကျော်ထားသုံးခြင်းကစိုးကျိုးမဖြစ်စေနိုင်တာမို့လို့အသင့်တင်စားသုံးဖို့ရည်ကြည့်ပါတယ်လို့သတိပေးချင်ပါတယ်ရှင်။ကျမတို့ရဲ့စားစာတွေဟာကျမ်းမာရေးနဲ့ညီညွတ်စွာမှန်ကန်စွာစားသုံးနိုင်မှုကိုလည်းရည်ကြည့်ပါတယ်။ အားလုံးပဲစိတ်ဝင်စားနားဆင်ပေးကြတဲ့အတွက်သူပင်ကျေးဇူးတင်ပါတယ်ရှင်